လေလာရေးပြဿနာများအပိုင်းနှစ်လေလာရေးအတွက်ဒီမိုကရေစီဆန်တဲ့လေတုအရာကိစ္စများအကြောင်းကိုသိရှိနားလည်အောင် စုပေါင်းဆွေးနွေးရမှာကျွန်တော်တို့ဟာအချက်လက်များပေါ်အခြေခံပြီးဒီမိုကရေစီဆန်တဲ့လေတုအောက်မှာ စိတ်သက်တောင့်တက်တာညှိနှိုင်းဆွနေတဲ့နီးနာကိုကျင့်သုံးသင့်ပါတယ်ကျွန်တော်တို့ဟာတော်လာရေးလက်တွေပြဿနာကိုဖြေရှင်းရေးအတွက်ဆွေးနွေးညှိခုံနေကြတာဖြစ်တဲ့ဆိုတာကိုမျက်ခြေမပြတ်ဖို့လိုပါတယ်လက်တွေပြဿနာတွေထဲမှာလူအဖွဲ့အစည်းသမိုင်းနားလည်မှုရေချိန်မြင့်နေရေးသဘောတရားရေးနားလည်မှုရေချိန်မြင့်နေရေးလဲပါပါတယ်ဆွေးနွေးရမှာဘသူကတင်ပြပြောဆိုသလဲဘယ်ဟန်ဘယ်လေတန်နဲ့ပြောဆိုသလဲစတာတွေကိုအစွဲမထားပဲ ဘာအကြောင်းညာဘာအတွင်းသဘောကို တင်ပြပြောဆိုသလဲဆိုတာကိုအဓိကအလေးထားတယ်။တင်ပြပြောဆိုတာကအကျိုးအကြောင်းစီလုံမှုရှိမရှိကို အလေးထားဆန်းစစ်တယ်။မိကွန်ထုတ်တာကို အားပေးတယ်။အမေနွားကြောင်သားအဖြေဖျားလောင်းဆိုသလိုရိုးရိုးတာမန်မိကွန်တွေကဥပမာ စကြဝဠာလေးရှိအရာဝတ္ထုတွေဟာဘာဖြစ်လို့တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆွဲနေတာလဲဆိုတော့မိကွန်မျိုးတွေကမမျော်လင့်မဲ့ဖြေရခက်တာမျိုး ဆက်လက်စူးစမ်းလေ့လာစရာခေါင်းစဉ်မျိုးဖြစ်နေတတ်တယ်။ဒီချက်လက်များကိုသတိထားလောက်ကင်ပါကဆွေးနွေးကြသူများတွင်အထက်အောက်အဆင့်တန်း꽌ပြမှုပညာရေးကျင်း꽌ချမှုအတွေ့အကြုံ꽌ပြမှုစတဲ့ပဂရိအခြေအနေများရှိနေတဲ့ကြားကပဲဒီအခြေအနေတွေကလေ့လာရေးကိုအကျိုးရှိစေနိုင်ပါတယ်။ခံစားချက်ကိုအသာထားပဂရိဘာဝကိုသိအောင်ကြိုးစား ဘာကိုမုန်းတယ်လဲဘာကိုချစ်တယ်လဲစတာနဲ့ဆိုင်တဲ့ကိုကျင်တရားကိစ္စကိုလည်းလူသားသားလက္ခဏာတစိမ့်ခနှိတ်ထားတဲ့အရာဖြစ် နားလည်တင်တယ်တော်လိုင်းရဲ့အတွက် စိတ်သက်အင်အားစိတ်သက်တွန်းအားဖြစ်စေတဲ့တော်လိုင်းဆန်တဲ့ကိုကျင်တရားကိုရင်မာပိုက်ရမှာဖြစ်တယ်ဒါပေမဲ့အရာကိစ္စတွေရဲ့ပြောင်းလဲမှုကိုအဆုံးဖြတ်ပေးတဲ့အရာကပဂရိဘာဝအချက်လက်သာဖြစ်ပါတယ်ရိုးရိုးဥပမာအဖြစ်စဉ်းစားကြည့်ပါ ဆန်ရေလောင်စာမီအိုတခုခုရုပ်ရောက်နေရင်ဘလောက်စိတ်အားထက်သန်သည်ဖြစ်ပါစေထမင်းမရရှိနိုင်ပါဘူး။ဒါကြောင့်အရာကိစ္စတွေရဲ့အတွင်းပိုင်းသဘောသဘာဝကို သိအောင်ကြိုးစားရမှာချစ်ချင်းမုံချင်းတရားမျှတမှုရှိခြင်း မရှိခြင်းမွန်မြတ်ခြင်းယုံမှခြင်းဓမ္မဖြစ်ခြင်းအဓမ္မဖြစ်ခြင်းစတဲ့ကိုကျင်တရားဆိုင်ရာခံစားမှုများအမြင်များကိုခဏဘေးဖယ်ထားပြီး ပဂရိဘာဝအခြေအနေအချက်လက်များဆက်ဆက်မှုများကို ရှာဖွေဖော်ထုတ်တဲ့။ဥပမာကျေးကျွန်းစနစ်ကိုအလွန်ဆက်ဆုပ်စရာကောင်းတဲ့စနစ်ဖြစ်ကြည့်မြင်နေရင်တမိုင်းမှာဒီစနစ်ဖြစ်ပေါ်လာပုံဒီစနစ်မှာတိုးတက်တဲ့အခန်းကဏ္ဍလည်းရှိခဲ့ပုံတွေကိုမမြင်နိုင်တော့တာနားလေရခက်တာတွေဖြစ်သွားနိုင်ပါတယ်။ရှေးခေတ်ဘုံဖွဲ့စနစ်ဟာအိန္ဒိယတို့ရုရှားတို့လိုဒေသတွေမှာအချိန်တော်ကြာရှိနေကြတာကြောင့် ရှေ့မတိုးတက်ပဲခင့်နှောက်ကြခဲ့ကြောင်းဒီဘုံဖွဲ့တွေပြိုကွဲသွားတဲ့နေရာတွေမှာသာပဲလူဖွဲ့စည်းကရှေ့သို့ဆက်လက်တက်လှမ်းခဲ့ကြောင်းမြင်မှုခဲရင်သွားနိုင်ပါတယ်တခြားချင်းရများဥပမာရင်းရှင်စနစ်နယ်ချက်စနစ်ဆိုရှယ်လစ်စနစ်အကြောင်းသွေးဆုပ်ချင်းဖိနှိပ်ချင်းတော်လှန်ရေးအကြောင်းတို့ကိုသိရှိနားလည်အောင်လုပ်ရမှာလဲအလားတူပါပဲဒီအချင်းရများရဲ့ပဂရိသဘောတဘာဝကိုဖော်ထုတ်ဖို့စူးစမ်းတင်ပါတယ် စေအုပ်စုရဲ့ဖြစ်ပေါ်လာမှု ကြီးထွားလာမှုတည်ရှိနေမှုဆိုင်ရာပဂတိဘာဝအခြေအနေအကြောင်းကိုသိဖို့ဆိုရင်ဆက်ဆုပ်စရာမုန်းစရာများကောက်ကျစ်မှုများဆိုင်ရာခံစားမှုများအမြင်များကိုခဏဘေးဖက်ထားပြီးသူ့ရဲ့အတွင်းပိုင်းဆိုင်ရာဆက်ဆက်မှုများကိုသိအောင်လုပ်တင်နေထိတ်ဆုံးဆက်အနာရှင်ဖြစ် တွေ့မြင်နေရသူဥပမာမင်းအောင်လိုင်းဟာသူ့အထက်ကကြိုးကြိုင်သူလူတယောက်သို့မဟုတ်လူတစ်စုရဲ့စီမံချက်ကိုနာခံနေရသူလား သူ့အောက်ကတိုင်မှုများပါဝဲစိတ်အုပ်စုထိတ်သည့်အလုံးဥမကွဲတိုင်မပြတ်ရှိရေးအတွက်ရုပ်ပြတ်နတ်နေကိုင်းအာလာရှင်ဖြစ်တရုတ်ဆောင်နေရသူလားစတာတွေကို သိရှိအောင်လုပ်တင်တယ်သူ့အောက်ကတိုင်မှုများပါဝဲစိတ်အုပ်စုထိတ်သည့်အလုံးဥမကွဲတိုင်မပြတ်ရှိရေးအတွက်ရုပ်ပြတ်နတ်နေကိုင်းအာလာရှင်ဖြစ်တရုတ်ဆောင်နေရသူလားစတာတွေကိုသိရှိအောင်လုပ်တင်တယ်စိတ်အုပ်စုတွင်အာနာခေါ်ဝေမှု ဥစ္စာဒနာခွဲဝေမှုနဲ့ပတ်သက်တဲ့သဘောတဘာဝတွေကိုသိအောင်လုပ်တင်တယ်။ဒါတွေကို ပိုပိုပြီးသိရှိနားလည်လာတာနဲ့မျှစစ်အာဏာရှင်စနစ်ဖြတ်သိမ်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်စွာပိုပိုပြီးရှိလာပါလိမ့်မယ်။အရင်ရှင်ဟာအရင်အနည်းကို ကိုစားပြုတယ်။အရင်ရှင်ရဲ့လောဘဟာအစွန်းတွက်တန်ဖို့အမျက်ကိုကိုစားပြုတယ်။တိုင်ပိုက်ခွင့်ရရှိထားသူကတကယ်လက်လန်းမိနေတဲ့အကျိုးမျက်ကိုမြင်ရလေ။ လောဘကြီးလေဖြစ်တယ်။ကိုရကိုယူပိုင်ခွင့်ရှိတဲ့ချင်းဒီမှာတောထဲမှာမှို့ရှာသူဟာမှို့များများတွေ့ရလေမှို့ရခြင်းနဲ့လောဘကကြီးလေဖြစ်တယ်။ဒီသဘောအရဆိုရရင်ချစ်စိတ်မုန်းစိတ်တရားစိတ်လောဘစိတ်စတာတွေဟာအရာကိစ္စအတွင်းနှစ်တာတွေရဲ့ရောင်ပြန်ဟတ်မှုများတာဖြစ်ပါတယ်။သွေးဆုပ်မှုစနစ်တစ်ခုခုဟာနောက်ပြန်ဆွဲမှုသဘောဆောင်လာတဲ့အဆင့်ရောက်မှသာဒီစနစ်ကိုလူအများက မုန်းစရာဖြစ် မြင်းလာကြတာဖြစ်ပါလေ။သမိုင်းကိုပုံဖော်ရမှာသတိထားစရာ။ကြောင်းသားဘဝကလေးကအကျင့်မကောင်းခဲ့တဲ့အာနာယမက်လောဘကြီးလာတဲ့ညဏ်ဤညဏ်နဲ့များတဲ့လူโซကြီးဘုံနေဝင်းဟာသူအာနာတိုင်းနာကိုဆန့်ကျင်တဲ့ကြောင်းသားကောင်းများအားအညိုတေးကြီးစွာအယက်မူးမူးဖြင့်ရရက်ဆက်ဆက်အဆုလိုက်ပြုံလိုက်တက်ဖြက်လိုက်တဲ့အခါသမိုင်းတွင်ဇူလိုင်9ရက်ဟူသော ရေခင်းတရက် ပေါ်ပေါက်လာသည်ဆိုပြီးတမိုင်းကိုပုံဖော်လို့မဖြစ်ပါတမိုင်းကိုဓမ္မနဲ့အဓမ္မအကြကပြိပခအဖြစ်ပုံမဖော်သင့်ပါလူဒန်းသားများလူဒန်းသားပါရီများအကန့်အသတ်ခံထားရတဲ့အခြေအနေမှာကျောင်းသားတွေရဲ့ပခုံးပေါ်ကြာရောက်လာတဲ့လူအဖွဲ့စည်းပေးတမိုင်းမေးတာဝန်ရကျောင်းသားတို့ကတမိုင်းမေးအသည့်တမိုင်းမေးတတိဖြင့်စစ်အာဏာရှင်စနစ်ကိုအန်တုခဲ့တဲ့ဖြစ်ရဖြစ်ပုံဖော်သင့်တယ်ထင်ပါတယ် ဒီနေရာမှာဆက်ဆက်မိလို့လူအဖွဲ့အစည်းအတွင်းចောင်းသားတွေရဲ့လူသားစားအသည့်လူအလွာအသည့်အတိုက်ဝန်းအသည့်အခြေအနေအကြောင်း မပြောခင်လူသားစားအသည့်အကြောင်းဥစွာပြောလိုပါတယ်လူတယောက်ဟာ လူအဖွဲ့အစည်းအတွင်းဖြတ်တန်းရင်တစ်ချိန်ချိန်မှာကိုဟာဘယ်လိုဘဝနဲ့ရိုးထုတ်သွားရတော့မှာပါကလားရေလို့အသည့်ဝင်လာပါတယ်ဒီလိုနဲ့ငါဟာလယ်သမားတယောက်ဖြစ်ပါလားသို့မဟုတ်အလုသမားတယောက်ဖြစ်ပါကလားစသဖြင့် အသိရရှိလိုက်တာမျိုးကိုလူသားစားအသိတို့ခေါ်ကြပါတယ်။ဒီကနေကိုလိုဘဝတူကံကြမ္မာတူတွေကိုလည်းတွေ့မြင်လာခင်တွေ့လာပါတယ်။လားတူစွာပဲတော်လိုင်းရေးသမားအသိစိတ်တဲ့ပါတီအသိစိတ်တဲ့စတာတွေဟာလည်းဘဝတူကံကြမ္မာတူအတိုက်ဝန်းအသိမျိုးဖြစ်ပါတယ်။ဂိုင်းကနာစိတ်မဟုတ်ပါ။တချို့ចောင်းသားတွေကတော့မူလကလေးကចောင်းပြီးရင်စစ်ဖို့လို့ဖို့ရာရှိကြီးလို့ဖို့တတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ အများစုကတော့ညာနလှုပ်သားလှုပ်ဖို့ရေပုံရမြရီမှန်းထားကြသူများအဖြူတွေသဘောရှိကြသူများဖြစ်ပါတယ်။ဒါကြောင့်လှုပ်ဖို့ကြုံလာရင်အဖိနှိတ်ခံပြည်သူဘက်ကရက်တီလှုပ်ရှားနိုင်ကြပါတယ်။အတွေးခေါ်ရကတော့လူသမားများတည်ပင်ရင်လူအဖွဲ့စည်းတစ်ခုလုံးတွင်ပြန့်နှံ့နေတဲ့သွေးဆုပ်သူလူဒန်းသားတွေးခေါ်အောက်ကြားရောက်နေတာမျိုးလဲရှိပါတယ်။အများကြိုက်အတွေးခေါ်မျိုးကိုဆိုလိုတာပါ။အများစုကြီးက အရင်ရှင်လူဖွဲ့စည်းဆိုင်ရာထုံနှံစည်းကမ်းဆန်တဲ့အမြင်များရဲ့ချီနှောင်မှုအောက်မှာရှိနေပါတယ်ဥပမာနိုင်ငံတော်ချစ်မြတ်နိုးရမီဘာနိုင်ငံတော်ဥပဒေကိုမှမချိုးဖောက်ရအလုတ်လုတ်မှငွေရှိမီကိုရကိုစံကိုဖြစ်ကိုခံဖြစ်သည်ပြိုင်ဆိုင်နေကြသူများချင်းချင်းငြိမ်းချမ်းစွာ ရှင်တွဲနေထိုင်ကြရမည်စတဲ့စတဲ့တွေးခေါ်များအောက်မှာရှိနေပါတယ်ကျိုးချောင်းစီလျော်တဲ့ဆန္ဒမော်များ စိတ်ဆန္ဒကကောင်းမွန်ပေမဲ့အကျိုးအကြောင်းမရှိလျော်ရင်စိတ်ကူးရင်သဘောသာ ဖြစ်နေပါလိမ့်မယ်။ကျိုးကြောင်းစီလျော်တဲ့ဆန္ဒမွန်များ ဖော်ထုတ်ဖို့ကလည်းမလွယ်ပါဘူး။ဘာပဲဖြစ်ဖြစ်ဆန္ဒမွန်ဆိုတာကလည်းဆန္ဒမျှတာဖြစ်ပြီး ပကတိအကောင့်ထဲမဟုတ်သေးပါဘူး။ဆန္ဒကိုအကောင့်ထဲဖြစ်လာအောင်ကြိုးစားရမှာအကောင့်ထဲပေါ်လာဖို့အတွက်ဖြစ်နိုင်ခြေများကိုတွက်ဆဖို့ လူအရင်းမြစ်အပါဝင်ရုပ်ဝတ္ထုအရင်းမြစ်ဆိုင်ရာအချက်လက်များကိုစူးစမ်းလေ့လာချင့်ကြိမ်မှုလိုအပ်ပါတယ်ဗမာပြည်လူအဖွဲ့အစည်းလှည့်ပင်းပေါ်တပြိုင်တည်းတက်ရောက်နေတဲ့အင်အားများအကြောင်းဥဒဟာယုံအနေနဲ့ပြောရရင်စစ်အုပ်စုကလည်းသူ့လူရဘက်သူတစုံတရာအားနဲ့ဆွဲနေတယ်သူ့အပေါင်းပါပါတီအဖွဲ့အစည်းများကလည်းစေအိုစုဆွဲတဲ့လာရနဲ့တထက်တဲ့ကြက်လူနီပါဘက်သူဆွဲနေတယ်ပထဝီနိုင်ငံရဲ့ ကမ္ဘာရှိနောက်အင်အားစုများကလည်းစေအိုစုနဲ့ထတ်တူမကြပေမဲ့စေအိုစုဘက်ပင်းတဲ့လာရတမျိုးမျိုးနဲ့အသေးသေးဆွဲနေကြတယ်။အလောက်သမားလူဒန်းစားပါဝင်အဖိနှိတ်ခံလူဒန်းစားများကလည်းအချင်းချင်းထတ်တူမကြပေမဲ့စေအိုစုကိုဆန့်ကျင်တဲ့လာရတမျိုးမျိုးဘက်သူမတူတဲ့အားပမာဏများနဲ့အသေးသေးဆွဲနေကြတယ်။အဲ့ဒါအားလုံးရဲ့အကျိုးဆက်လာရအကျိုးဆက်အင်အားတက်ရောက်မှုအရာလှဲဘိန်းကရွေလျားနေပါလေ။ အဲဒီလိုဖြစ်နေတဲ့လူဒန်းစားမျိုးမျိုးအကြရှိဆက်ဆက်မှုအားပြိုင်မှုအခြေအနေကိုမျက်ခြေမပြတ်အကဲခတ်တွတ်ဆလေ့လာမှုဟာကျွန်တော်တို့ရဲ့လက်တွေ့လုပ်ငန်းများအတွက်အရေးကြီးပါတယ်။ညီညွတ်ရေးဆန္ဒမော်ဥပမာလူအများပါဝင်တဲ့အလုပ်တိုင်းဟာညီညွတ်ဖို့လိုတာကြီးပါပဲ။စီလုံးညီညာအောင်ချောင်းဖြာဆိုတာကိုအထူးတွေ့ရှိလိုက်တဲ့သဘောတရားတစ်ခုဖြစ်ပြောစရာမလိုပါဘူး။ ညီညွတ်ရေးဆိုင်ရာပကတိအချက်လက်တွေဘယ်လိုတည်ရှိနေတယ်လဲဆိုတာနဲ့တွဲဖက်စဉ်းစားဖို့ရည်ကြည်ပါတယ်။ဘယ်ပုံစံဘယ်အဆင့်နဲ့ညီညွတ်နိုင်တယ်လဲဆိုတာကို ဖော်ထုတ်ဖို့လိုပါတယ်။ဒီနေရာမှာသတိထားစရာဖြစ် ပြောလိုတာတစ်ခုကဘုံလှုပ်ဆောင်ချက်အစီအစဉ်တစ်ခုခုအရာ အင်အားစုများပူးပေါင်းလှုပ်ဆောင်တဲ့နေရာမှာ တူတာတွဲလို့ရမှာမတူတာခွဲလို့ဆိုတဲ့အပိုင်းတွင်အင်အားစုအသီးသီးမတူတာခွဲယုံကြည်ကြတဲ့အချက်ကိုလည်းအသိရှိရှိ သူသည်ကိုသည်နားလည်မှုရှိရှိစောက်ကြိမ်ဖို့လိုပါတယ်ပါတီတိဆောက်ရေးဆန္ဒမော်ပါတီကိုပစ္စည်းမဲ့လူဒန်းစားပါတီပိသအောင်တိဆောက်ရေးဆိုတဲ့ဆန္ဒမော်ဟာလည်းပကတိအခြေအနေလေ့လာမှုနဲ့ပေါင်းစပ်မှအကောင့်ထဲဖြစ်လာနိုင်မှာ ဖြစ်ပါတယ်တမိုင်းအတွင်းရှိဘယ်လူမှုလှုပ်ရှားပြောင်းလဲမှုမဆိုတမိုင်းရဲ့သိုးမွေကောင်းမွေမှန်သမျှလက်လွဲခံယူပြီးဆက်လက်လှုပ်ရှားကြတာကြည့်ပါပဲ ဒါအပြင်ကို့ခေတ်မှာလည်းလူအဖွဲ့အစည်းတွင်းရှိလူဒန်းသားပြိပခတွေကို့အဖွဲ့အစည်းပေါ်တွန်းတင်တဲ့ဘက်ကရောဆွဲချတဲ့ဘက်ကပါနေ့စဉ်နဲ့အမျှကြက်ရိုက်နေတာဖြစ်ပါတယ်။အတွေးခေါ်ကြက်သားမက ရုပ်ဘဝကြက်ပါရိုက်ပါတယ်။တောနဲ့မြို့ကွာခြားမှုအခြေအနေပညာရေးချင်းကွာခြားမှုအခြေအနေလူလူနဲ့နှိစက်မှုဝဲကွာမှုအခြေအနေစတာစတာတွေက ပါတီရဲ့ရုပ်ဘဝကိုရိုက်ခတ်ပါတယ်။ ပါတီတိဆောင်ရေးလုပ်ငန်းဟာလုံသမားလူဒန်းစားနဲ့ပါတီအကြားတခြားသောဖိနှိပ်ခံလူဒန်းစားများနဲ့ပါတီအကြားနီးကပ်စွာ ရှိမှုအပေါ်အခြေခံရမှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင် လေတဲ့တိုက်အိမ်ဆောက်သလိုဖြစ်နေပါလိမ့်မယ်လက်တွေနဲ့ရှင်ပြီးတွက်ဆချင်းချိန်မှုကပါတီဟာအလုံသမားလူဒန်းစားနဲ့ဘလောက်နီးကပ်မှုရှိသလဲအလုံသမားတွေကပါတီကိုဘလို့သဘောထားသလဲစတဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့အသေးချာပြောနိုင်တာကတော့ပါတီဟာ ဘာပဲလှုပ်လှုပ်ဘာပဲပြော့ပြော့ဒီအလုပ်ဒီပြောတွေကိုလူတန်းစားအသိရှိတဲ့အလုပ်သမားတွေကဘယ်လိုသဘောထားနိုင်သလဲထောက်ခံနိုင်သလားဆိုတာချိန်ထိုးကြည့်ဖို့လိုပါတယ်။ဒါကြောင့်အလုပ်သမားလူတန်းစားနဲ့ပါတီအကြားရုပ်ဘဝရပါနီးကပ်မှုရှိလအောင် ပြန်လည်စူးစမ်းတဲ့အရေအတွက်ရကြီးထွားလာရုံမကနိုင်ငံတကာတွေ့ကြုံများပြားလာတဲ့အလုပ်သမားလူတန်းစားရဲ့စွမ်းအားကိုပေါ်ထုတ်ဖို့စူးစမ်းတဲ့ တစိုက်တရေတာဥပမာဖြစ်ပြောရရင် လေရင်ကွင်းလေရင်ပြင်လုံသမားများကုံတင်ကုံချလမ်းဖောက်လမ်းပြင်တယ်ပို့လုံသမားများရဲ့အစိုးရစစ်တပ်ပေါ်လေမျိုးညှစ်နိုင်တဲ့အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ကြိုးစားတယ်တတ္တိဆောင်ရေးဆန္ဒမောင်တတ္တိဆောင်ရေးဆိုင်ရာဆန္ဒမောင်ဟာလည်းပဂရိခြေနေလေလံမှုနဲ့ပေါင်းဆက်မှအကောင့်ထဲဖြစ်လာနိုင်မှာဖြစ်ပါတယ်တတ္တိဆောင်ရေးလုပ်ငန်းဟာ သက်ဆိုင်ရာရုပ်ဝတ္ထုချက်လက်များလူတက်မှုတက်သားအရေအတွက်အရေသွေးအရင်းမြစ်ဆိုင်ရာချက်လက်များပြည်သူလူထုနဲ့နှီးကပ်မှုတသားတည်းရှိမှုဆိုင်ရာအခြေခံချက်လက်များပေါ်မူတည်နေပါတယ်။အောက်ခြေတက်သားများကိုဂရုစိုက်ဦးစားပေးတဲ့ဆိုရမှာအာနှဲ့သူအာနှဲ့သူဒုက္ခိတကိုဦးစားပေးတယ်လို့မဖြစ်ဖို့တတိထားတဲ့။အောက်ခြေဒုဆိုတဲ့စစ်ရေးဆိုင်ရာအဖွဲ့အစည်းတွင်းရှိလူထုစစ်သားတို့ရဲ့ အရင်ကကြတဲ့အခန်းကဏ္ဍအမှုကိစ္စဝါဝကိုတိုက်ရိုက်ဆောင်ရွက်သူများဖြစ်ချင်းဆိုတဲ့အခန်းကဏ္ဍကိုအလေးထားဖော်ထုတ်တာမျိုးဖြစ်တင်တယ်။တတိပြုရန်ချက်များနဲ့ပတ်သက်တဲ့ဖြည့်ရှင်းမှုပညာပေးမှုရေးယူမှုတွေမှာလည်းဘယ်လိုဘယ်လောက်ထိခိုက်နစ်နာစေတဲ့ဆိုတာကိုထည့်သွင်းစဉ်းစားတင်တယ်။အရာရာအတွက်အခြေခံပါတီနဲ့ပြည်သူကြားတက်နဲ့ပြည်သူကြားအပြန်အလှန်နီးကပ်စွာဆက်ဆံရေးအတွက် ပြည်သူလူထုအခြေအနေကို သိရှိအောင်လုပ်ရမှာနိုင်ငံရေးနိုးကြမှု စိတ်သက်အခြေအနေသာမက လူမှုရေးစီးပွားရေးနေထိုင်ရေးဆိုင်ရာဘဝအခြေအနေများကိုလည်းစူးစမ်းနေတယ်ပြည်သူလူထုအနေနဲ့သမိုင်းတစ်လျှောက်ဒီမိုကရေစီစိတ်သုံးတဲ့ဘဝကိုဖျက်ဆီးခဲ့ရတာကြောင့်မပြောရဲမဆိုရဲမယုံရဲဖြစ်တာရှိနိုင်ပေမဲ့ပြည်သူအုံကြမှုတော်လှန်ရေးလေးထုအတွင်းမှာငโกကထက်ရဲရဲတင်းတင်းပြောဆိုလာတာလည်းရှိပါတယ်အပြန်လန်ရင်းနှီးမှုနဲ့ ယုံကြည်မှုတည်ဆောက်နိုင်လေဆန္ဒအစ်စ်မှန်ကိုဖော်ထုတ်လေဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့နဲ့ဖိနှိပ်ခံပြည်သူကြားဆက်ဆံရေးရဲ့လက္ခဏာဖြစ်ပြောဆိုတဲ့ဤကတ်စွာတသားတည်းဖြစ်စွာနှက်ဆိုင်စွာစတဲ့ဇကားများနဲ့ပတ်သက်လို့အ내ဖွဲ့စုံမှုကိုဒီနေရာမှာပြုတ်လို့မဲ့စားလက်တွေ့တွင်မှာပြုတ်လို့သွားကြဖို့ဖြစ်ပါတယ်အရာကိစ္စတွေရဲ့အတွင်းပိုင်းသဘောသဘာဝကိုသိအောင်လုပ်ရမှာသတိထားတဲ့အရာများကိုအခုလိုတင်ပြတာကိုယ်တိုင်က ျိုးချောင်းစီတော်တဲ့ဆန္ဒမုံများကိုတင်ပြတဲ့သဘောဖြစ်ပါတယ်။လက်တွေ့လောက်ကန်တဲ့နေရာမှာဓာတ်တွေကအထောက်အကူပြုနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။